ကင်မင်္ဂလာပါမျိုးတို့ကြီးကျွန်တော်လည်းကြက်မိုက်ကြောင်းနော်နှစ်ပတ်လောက်နားပြသွားတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဗီဒီယိုလေးမတင်နိုင်အောင်တချို့ကလည်းလာပြီးတော့ Viber နဲ့လာမေးကြတယ်တချို့ကလည်း message ကနေမေးတယ်ပေါ့ဗျာအမျိုးမျိုးမေးကြတယ်တချို့ကတော့ Viber မှာကျွန်တော်တို့ party group ယူထားတဲ့လူတွေလောက်ပဲကျွန်တော်တို့ပြန်လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဒါတော့မှကျွန်တော်ဆရာဝန်တိတ်ပြီးခွင့်မပေးဘူးတိုးတော်ညာလည်းကျွန်တော်ရအောင်လုပ်ပေးခဲ့တယ်ပေါ့နော်အဲ့မှာ Viber မှာယူတဲ့လူတွေလည်းဒီထက်မှဝင်ကြည့်ခဲ့ရင်ကျွန်တော်ပြောချင်တာကတော့ Viber မှာကျွန်တော်ဒီ party ပဲလုပ်ပေးခြင်းဖြစ်တယ်เนาะအင်္ဂါ ဗုဒ္ဓဟုအင်္ဂါမကျော်ပတ်တိဗုဒ္ဓမကျော်ပတ်တိမပြောက်ပတ်တိတပတ်စာပတ်တိမွေးပရိတ်ပေါ့နော်အဲ့ဒါလိုမျိုးကြီးပေးတယ်အဲ့ဒါလေးတို့ကိုကြိုက်တယ်ကြိုက်တာလေးထိုးကျွန်တော်နေတိုင်းထိတ်ကလေးတွေ break break ကလေးထည့်ပေးတယ်ဆိုတာကဟိုပရိတ်ထိုးခြင်းနဲ့လူတွေတည်တံ့ထိုးလို့ရအောင်ထိတ်ထိုးခြင်းနဲ့လူတွေတည်တံ့ထိုးလို့ရအောင်နောက်တစ်ခုကကျွန်တော်ပြောတာဥပမာပေါ့ဗျာအင်္ဂါမကျော်ပတ်တိအင်္ဂါမကျော်ပတ်တိကဥပမာ6ပေးတယ်ထားပါတော့ကျွန်တော်ထိတ်က9 3 ရှိတို့ပါတို့ပေးခဲ့ဥပမာ5 6တို့ပါတို့3 6တို့အဲလို6 6တို့ဒီလိုမျိုးတွေကတ်လို့ရအောင်တင်ကွဲရအောင်ကျွန်တော်ပေးခြင်းဖြစ်တယ်သူကတချို့ကမဟုတ်ကျွန်တော် brain နဲ့ထိတ်နဲ့ပေးလိုက်တာက brain နဲ့ထိတ်နဲ့ကတ်ထိုးတယ်ဒါပေမဲ့အောင်ကျင်တဲ့အခါလဲအောင်လိမ့်မယ်သို့တော်ညာလည်းအမြဲတမ်းအဲ့နှစ်ခုတွဲပြီးအောင်မှမယ်လို့ကျွန်တော်ပေးခြင်းမဟုတ်ဘူးဆိုတာနော်ပြောရမယ်အဲ့မှာဟိုပါဖြစ်လို့ဒါတော့ဟိုအမြဲတမ်းတုံးနေကြလူတွေတည်ရနော်နောက်နောက်ဝင်လာလူတွေမတည်ဘူးတောင်တောင်အဲ့မှာသူတို့ဟာသူတို့လုပ်ကြည့်တာဘလို့ဖြစ်တာတို့ဘလို့လွဲတာတို့ပြောနေတာတွေတွေ့လို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ဒီအချိန်မှာရှင်းမပြနိုင်ဘူးကျမကြီးကြောင့်ကျွန်တော်နားနေရဖြစ်တဲ့အတွက် ဟာအကြမ်းအကြောင်းကျွန်တော်ရှင်းမပြနိုင်တဲ့အတွက်ကြည်လာကြည်နေရပါတော့ဘာမှကျွန်တော်လည်းပြန်မပြောနိုင်ဘူးကဲအဲ့တော့ကျွန်တော်တို့20လေးစရအောင်ဗျာနော် ID 20လေးတွေပဲကျွန်တော်တို့စမယ်နော်အဲ့တော့ကျွန်တော်တို့အမြဲတမ်းအစင်လာတိုင်းမှန်လာခဲ့တဲ့20လေးကိုစပြမယ်83 38ကနေစမယ်ဗျာနော်83 38 45 32 3ည2 3 4အဲနောက်တစ်ခါကျွန်တော်ဒီမှာပြောခြင်းနော်နော်ရွှေချောင်းသားနဲ့ရွှေလိုက်ကြီးတခုချင်းမတူကျွန်တော်အများအားနဲ့ပြောတယ်ရွှေချောင်းသားကိုကြိုက်ရွှေချောင်းသားဟာကိုထိုးရွှေလိုက်ကြီးဟာကိုကြိုက်ရွှေလိုက်ကြီးဟာကိုထိုးကျွန်တော်ပြောတာကကျွန်တော်တွင်နည်းနှစ်ခုကိုအားလုံးသိစေကျွန်တော်ကျွန်တော်ချပြခြင်းဖြစ်တယ်မိမိတိုင်းနှစ်တရားကိုယူသုံးပြီးကစားနော်အဲအဲ့တော့ကျွန်တော်တွက်မယ်ဆိုရင်ဒီ9နဲ့3နဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့1 တရဲ့ပါဝါ6 6ရဲ့နှခတ်က9 169ဆိုတော့ဒီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားတဲ့ဆိုတဲ့အခါကျတော့10နှစ်တဲ့မအောင်ပါဘူး9 6တဲ့9 6မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြန်တော့တွက်ပါမယ်ခွန်10 9 3ည63ည62 63ည9 2 9 5 4 5 ကို9 5ဆိုပြီးတော့ဒီလိုမျိုးထွက်တာပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်9နဲ့3ကြားနဲ့ပေါင်းတော့9 4နဲ့ပေါင်းတော့တက်ပါတဲ့1ရဲ့ပါဝါ6 6ရဲ့နှက်ခတ်က9 169ပါပဲတဲ့နောက်တစ်ပြင်ကလည်းအဲ169ဆိုတဲ့ကီးရဒီပြင်မှာထိရမယ်တဲ့ထိလားမထိလားကြည့်လိုက်အောင်အဲ့မှာ36တဲ့နော်36မှာ6တရုံးထိပြီးအောင်ခဲ့ပါတယ်9 5တဲ့9 5မှာတော့မအောင်ပါဘူးဗျတဲ့နောက်တစ်ပြင်ကိုဆက်တွက်ပါမယ်

လေးငါတဲ့လေးငါမှာငါးတုံးထိပြီးအောင်ခဲ့ပါတယ်ကိုးနှစ်တဲ့ကိုးနှစ်မှာတော့မအောင်ပါဘူးညာအဲ့တော့သူရဲ့ဒီနေ့ဟိုအနည်းဆုံးဒီချိန်အောင်ရမယ်ဆိုတဲ့အတိုင်းပဲဒီချိန်ဒီချိန်ကတော့ပုံမှန်လေးဆွဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်တစ်ပြင်တော့တွတ်ပါမယ်ငါးတုံးနှစ်ရှိတဲ့ငါးတုံးနှစ်ရှိလေးနှစ်လေးချလေးချ၃၅၃၅ ်3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်2နဲ့2နဲ့ပေါင်းတော့4 4နဲ့9ပေါင်းတော့1 1ရဲ့ပါဝါ6 6ရဲ့နှစ်ခါက9 1 69ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူး93နဲ့93မှာကျွန်တော်ကိုတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်ဒီပြန်တွက်ပါမယ် တိတိဦးချောက်တဲ့ငါငါခွန်ကိုငါတုံးတဲ့တော့ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်းတော့4 4နဲ့1နဲ့ပေါင်းတော့9 9 9ရဲ့ပါဝါ3ည3ည1ခက်ကခွန်9 3ည9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတယ်ဆိုရဲ့ခါကျတော့9 9တဲ့9 9မှာ9တုံးထိပြီးအောင်ခဲ့ပါတယ် 3ည6တဲ့3ည6မှာလည်း3ည3လုံးထိပြီးတော့ညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပင်ကိုတွက်ပါမယ်နောက်တစ်ပင်က9686 5688 delay 00 delay 00ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်8နဲ့6နဲ့ပေါင်းတော့4 4နဲ့9နဲ့ပေါင်းတော့ တစ်ပါတဲ့တစ်တရဲ့ပါဝါ6 6ရဲ့နှက်ခတ်ကကို169ဆိုတော့ကြီးဆုံးလုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့နှစ်ရှိတဲ့မအောင်ပါဘူးတစ်6တဲ့တစ်6မှာတစ်ကော6ကောထိပြီးတော့အခွေအနေနဲ့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတက်ပါမယ်ခွန်တေတေချာ ကိုကိုငါ6ကိုကို96ရှိရှိကိုကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့သွားထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်တင်းနဲ့ကိုနဲ့ပေါင်းတော့3ည3ည9ကိုနဲ့ပေါင်းတော့9ကိုရဲ့ပါဝါ4ရဲ့နဲ့ခက်က2ကို4 2ဆိုတဲ့ကြီးဆုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6နှစ်တခြားနှစ်မှာနှစ်တုံးထိပြီးအောင်ခဲ့ပါတယ် ၄ရှစ်တဲ့၄ရှစ်မှာလဲ၄တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်၄၃၅၅၆ခွန်၈၃၅၃၅၆၅၂၆၆၅၂၆၃၃၁၁၃၃၁၁ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင် 9နဲ့3နဲ့ပေါင်းတော့8 8နဲ့1နဲ့ပေါင်းတော့9 9ရဲ့ပါဝါ၄၄ရဲ့နဲ့ခက်ကန်2 9 4 2ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထပ်ထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာလဲထွက်သွားတဲ့ဆိုတဲ့အခါကျတော့1 8တဲ့မအောင်ပါဘူး6 6 6တဲ့6 6မှာတော့ကျွန်တော်၄တုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲကဲနောက်တစ်ပြင်ကိုတွက်ပါမယ်3966 3966 66 ၃ညနှင့်၅ခု၃ညနှင့်၅ခု2635 2635ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်6နဲ့2နဲ့ပေါင်းတော့8 8နဲ့3နဲ့ပေါင်းတော့1ပါတယ်1ရဲ့ပါဝါ6 6ရဲ့နှစ်ခက်က9 1 69ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တကယ်ကောင်းပြီအဲ့ဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ချိန်ညှိလိုက်ကြအောင်ကြာကီးထိတ် ီးထိတ်ကတော့လူဟောင်းတွေတီးပါတယ်เนาะကီးထိတ်လို့ဘာကြောင့်ပေးတဲ့ဆိုရင်အဓိကကတော့ထိတ်ပေါ့ဗျာเนาะတကယ်လို့များထိတ်နဲ့ချော်ခဲ့ရင်ကျွန်တော်တို့ကီးအနေနဲ့ညှိတက်တဲ့အတွက်ကီးထိတ်လို့ကျွန်တော်ဆိုလိုခြင်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်ထိုးရမှာဥပမာဟိုကီးဟာဟိုထိတ်ကပေါ့ဗျာရှေ့ပို့ပို့ထိုးမယ်ဥပမာဟိုထိတ်နဲ့ဥပမာကျွန်တော်တို့တထောင်မို့ထိုးရေကီးအနေနဲ့နောက်နောက်ပိတ်အနေနဲ့ရောကျွန်တော်တို့အနည်းဆုံးတရားဖို့နှစ်ရာဖို့လေးတော့ရန်နေပါတယ်เนาะအဲ့လိုမျိုးလေးဆိုလိုခြင်းမှာကဲအဲ့တော့ကျွန်တော်ကီးထိတ်က၃ 3.5ပါတဲ့เนาะ3.5ခုနကီယိုယိုက6တဲ့အဲ့တော့ကျွန်တော်တို့ဒါနှစ်ခုကိုကျွန်တော်ကတ်ကစားမယ်မတူညီဖြစ်တဲ့အတွက်3.1 3.6နောက်တစ်ခါ3.1 3.6 3.9နောက်တစ်ခါ ငါးကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်။အဲ့မှာကျွန်တော်တို့ဘရိတ်ကလေးနဲ့နည်းနည်းညှိလိုက်ရအောင်။ဘရိတ်ကလေးနဲ့ညှိမယ်ဆိုရင်ကျွန်တော်တို့မနေ့ကဘရိတ်ဒီဘာရတတယ်ဆိုတဲ့အခါကျတော့တ၅6 3ညရတယ်အဲ့မှာတင်ကားဒီ main brake ဖြစ်ပါတယ်တကယ်အဲ့တော့တင်ကားနဲ့ပတ်သက်တာကျွန်တော်တို့လိုက်ကြည့်မယ်ဆိုရင်တစ် brake အနေနဲ့3ည1 5 6ဒီနှစ်ကွက်ပဲရှိရနော်3ည1နဲ့5 6ဟုတ်လားအဲ့တော့ကျွန်တော်တို့ ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်အကြိုက်ဆုံးပြောဆိုရင်3ည1နဲ့56ပဲ ဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ပို့ပြီးတော့ကြိုက်ဒါကတော့ကျွန်တော်56ကိုပို့ကြိုက်ပါတယ်ဒါမှမထားပါเนาะအဲ့မှာ3ည1ကို56ကိုအထိုးတင်တဲ့တင်ကွက်နှစ်ကွက်လို့ကျွန်တော်ကဆိုလိုချင်ပါတယ်နောက်တစ်ခုကပို့ပြီးကြိုက်ညီတာပါလို့ဆိုတော့တနင်္လာအင်္ဂါမှာ16တလုံးပုံမှန်ဆင်းတက်တာကိုလည်းအမျိုးလိုကျွန်တော်ပြောထားဘူးရယ်เนาะဒါတွေကလည်းပြက်ခဲတယ်ပေါ့เนาะဒါပေမဲ့ ိုတင်းနေလာမှာတကယ်လို့ချော်ခဲ့ရင်တော့မှအင်္ဂါမှာတစ်ချောက်တစ်လုံးအမြဲတမ်းထိနေတာလေအမျိုးလိုသိပါတယ်နောက်တစ်ခုကျွန်တော်တို့မွေးပရိတ်မွေးပရိတ်နဲ့ပတ်သက်လို့လာလာမေးကြတယ်အဲ့ဒါတွေကလည်းကျွန်တော်အမြဲတမ်းထုတ်လို့ပြောခဲ့တယ်ကျွန်တော်ဒါတွေဟိုဆရာသားချမ်းပြီးခက်တိနဲ့ရှိုးဝဲလုပ်ပြီးတော့ကျွန်တော်မွေးပရိတ်ရောင်းမယ်ဆိုရောင်းလို့တောင်ရတယ်နော်အဲ့ဒါဘာလဲဆိုနက်ခတ်ပြီးခဲ့တဲ့ပတ်ကကျွန်တော်တခါကျွန်တော်နားနေတဲ့အပတ်မှာကျွန်တော်ဖုန်းနေနဲ့ဆက်မိကြတယ်ဘိုက်ဘာလာမိကြတယ်ဆရာမွေးပရိတ်ကဘာလဲတဲ့ကျွန်တော်အမြဲတမ်းထင်ပြောခဲ့တယ်เนา နှက်ခတ်ကြပြီးတိုင်းနောက်အပတ်မှာနှစ်ခွန်ပြိပံမွေးပါလို့ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်တို့နှက်ခတ်ပါကြခဲ့လေဆိုရင်3-5ဆိုပြီးကြခဲ့တယ်။3-5လို့ကြခဲ့တယ်3-5လို့ကြခဲ့တဲ့အတွက်ကျွန်တော်လာမဲ့ဒီပြီးသွားတဲ့ဘက်ကပေါ့ဟိုတပတ်ကျော်က3-5လို့ကြတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့နှစ်ခွန်ပြိတ်တကယ်ရောထွက်ခဲ့လားဆိုရင်တနင်းလာနေမှာနှစ်နှစ်လို့ထွက်တယ်နောက်တကအဲတစ်တစ်လို့ထွက်တယ်ဆော်ရီမာလွန်နဲ့တစ်တစ်ဆိုရင်နှစ်ပြိတ်ထွက်တယ်နောက်တကကျွန်တော်တို့ ဗုဒ္ဓဦးနေမှာ66ဆိုပြီးနှစ်ပရိတ်ထွက်တယ်ကြာသရင်းနေမှာ3ညာနှစ်ဆိုပြီးထပ်ထွက်တယ်เนาะနှစ်ခွန်ပရိတ်ထမ်းမှာကျွန်တော်နှစ်ပရိတ်တွေပဲ3ချိန်တော့ဆွဲသွားခဲ့တယ်အဲ့ဒါမွေးပရိတ်တွေပဲเนาะအခုလဲကျွန်တော်တို့35ရဲ့18ရက်ဆိုပြီးတော့ကျွန်တော်တို့နှစ်ခတ်ထွက်ထားတယ်အဲ့အတွက်လာမယ့်အပတ်မွေးပရိတ်ဒီနှစ်ခွန်ပဲပြန်ဖြစ်တယ်နှစ်ခွန်ပဲကြိုက်ချင်တယ်မွေးเนาะအဲနောက်တစ်ခုတန်း တန်းကတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဟိုနေမကောင်းလို့မတင်နိုင်ပေမဲ့ကျွန်တော်တန်းလေးဆွဲပစ်တယ်တော်တော်လေးအောင်ခဲ့တယ်เนาะအခုလည်းဒီတစ်ပတ်ကိုကျွန်တော်ဆွဲပေးထားတဲ့တန်းလေးပေးပါမယ်အဲ့ဒါအပေါ်တလုံးအောက်တလုံးเนาะအနည်းဆုံးနှစ်ကြိမ်เนาะထွက်ရမယ်သူနှစ်ကြိမ်အထက်မှာထွက်ရမယ်ပေါ့เนาะအဲ့ဒါကဘာလဲဆိုရင်အပေါ်တန်းကအပေါ်တန်းက0353နဲ့0353အောက်တန်းက6420နဲ့6420ခဲအဲ့တော့ ကြိုက်ရင်လားကြိုက်ရင်ယူမကြိုက်ရင်မယူပါနဲ့နော်အဲအဲ့တော့ကျွန်တော်အနေနဲ့ဟိုပေးနိုင်တာတော့ဒီလောက်ပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့ကျွန်တော်ရဲ့ပေးနည်းတွေကိုကြိုက်တဲ့လူတွေရှိသလိုမကြိုက်တဲ့လူတွေလည်းရှိမှာပါပဲနော်အဲ့တော့ကြိုက်တဲ့လူတွေကယူပြီးမကြိုက်တဲ့လူတွေကကြော်သွားပါဘူးတို့မှကျွန်တော်စုံမပြောဘူးကျွန်တော်ဒီဆရာကြီးတယောက်မဟုတ်ဘူးကျွန်တော်အကြံဉာဏ်ပေးခြင်း20ပေးခြင်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်ရဲ့ကနန်းဟိုပါထိုးပါကျွန်တော်ကနန်းကအောင်မမယ်ဆိုရင် ။အားမျိုးလဲကျွန်တော်မပြောလို့ဘူး။အဲတော့အကြိုက်တွင် U အကြိုက်မတွင်ကြော်သွားပါကဲ။နော်ဒီကနေ့ကျွန်တော်လဲနားထားတာကြာပြီ။နှစ်ပတ်ရှိပြီ။အမျိုးလိုလဲကျွန်တော်မျှော်နေကြတဲ့နှစ်ပတ်ရှိပြီ။အဲတော့ကျွန်တော်တို့ဒီကနေ့ထုတ်လိုက်တဲ့ကနန်းလေးတည်းမနေ့ဖငါကိုတင်ွက်ကလေးအဖြစ်နဲ့အောင်မြင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီမှာနေမယ်ကျွန်တော်အဆုံးတက်လိုက်ပါတယ်ခင်ဗျာ